မင်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကီ1389ခုနှစ်ဒီဇင်ဘာလဆုပ်၄ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာ၈ရက်နေ့အတွက် PSM News ရဲ့ည၈နာရီသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့စောင့်နေပါရှင်ပထမဆုံးအနေနဲ့တီးတိမ်မှာလူသားတိုင်းဖြစ်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီး၄၀ခန့်တိုက်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်တိတိမ်မြို့မှာ ကလေးလမ်းပိုင်းတိုင်းငင်ဘက်ကိုလူသားတိုင်းများဖြင့်စစ်ကြောင်းထိုးလာတဲ့စစ်ကမရှင်တပ်ကိုချင်းညင်အောင်တပ်ဖွဲ့ဝင်များကတိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်စစ်ကမရှင်တပ်ဖွဲ့ဝင်40ကျော်တိစုံပြီးအများပြားဒဏ်ရာရတဲ့အပြင်စခန်းစွန့်ကားထွက်ပြေးသွားကြောင်းချင်းညင်အောင်ကထုတ်ပြန်ထားပါတယ်။စစ်ကမရှင်ကအောက်တိုဘာ26နေ့မှစတင်ကတပ်အင်အား900ခန့်ကို MI70 ဖြင့်20ကျောင်းချိန်တိုင်းတိနေမြို့ခရရ169ကိုသက်တိုက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ပြီးတဲ့နောက်အင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ချင်းကြီးနောင်တပ်ဖွဲ့ဝင်များဟာစစ်ကြောင်းထုတ်လာတဲ့စစ်ကော်မရှင်တပ်ကိုပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့က တီးတင်ကလေးလန်းဒေလိုလန်းခွဲအနီးတက်ခတ်ခဲ့ကြပါတယ်။အဆိုပါတိုက်ပွဲဟာပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်တက်မအထိနာခဲ့ကြောင်းသိရပါတယ်။စစ်ကောင်မရှင်ကအောက်တိုဘာ31ရက်မှာတီးတိန်ခရရ269မှစစ်အင်အား80ခန့်စစ်ကူပို့ခဲ့ပြီးနိုဝင်ဘာ1ရက်နေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာစစ်ကောင်မရှင်ရဲ့လက်နက်အချို့နဲ့၎င်းတို့ချိုးဆွဲထားတဲ့ပြည်သူပိုင်းမော်တော်ကားတစ်စီးကိုချင်းကြီးနောင်ကသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာ၂ရက်နဲ့၃ရက်နေ့များမှာလဲချင်းချီနောင်နဲ့စစ်ကောင်မရှင်တပ်တို့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်မရှင်ကနိုဝင်ဘာ၃ရက်နေ့မှာဒေသခံပြည်သူများကို လူသားတိုင်းအဖြစ်အသုံးပြုထုတ်စစ်ဆင်လာပြီးတီးတိမ်ကလိန်စွန့်ပြီးလမ်းခွဲဘက်မှစစ်အင်အားတချို့ထွက်ရှိလာသဖြင့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာ6ရက်နေ့မှာစစ်ကောင်စီမှလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးအာရမပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးအပါအဝင်ဒေသခံ14ဦးကိုချင်းချင်းအောင်တပ်ဖွဲ့များမှကယ်တင်နိုင်ခဲ့ပြီးစစ်တုံးမှအချုပ်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။စစ်ကောင်စီတက်နှစ်နေ့စဉ်ဒီမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲများအတွင်စစ်ကောင်စီဘက်မှလေဆာခန့်တည်ဆုံပြီးအများပြားထိခိုက်ဒဏ်ရာရတဲ့အပြင်ထွက်ပြေးသူအချို့ရှိခဲ့ပြီးကားတစ်စီးနှင့်တုံးမှအချို့ချင်းချင်းအောင်ကဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါတယ်ရှင်။ ဆလဘီကဏီမျိုးနဲ့အန်ယူဂျီပညာရေးတာဝန်ခံမိသားစုလောက်ချံတက်ဖြတ်ခရမှုတနည်းပြပြီးဖြစ်တော့လဲအမှုမောင်ပေါပေါချင်းမရှိလို့တရားခံပေါပေါရေးတောင်းဆိုနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရမပင်ခရိုင်ကဏီမြို့နယ်အမျိုးသားညီအစိုးရအန်ယူဂျီဂျာကလပညာရေးတာဝန်ခံဆရာဦးထေတို့မိသားစုလိုက်လောက်ကျန်တက်ဖြတ်ခံမှုဟာ ြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့ကတနည်းပြမြောက်ခဲ့ပြီးဖြစ်တော့လဲယခုအချိန်ထိတရားခံကိုဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းဒေသခံများထံမှသိရပါတယ်အသက်40အရွယ်ဆရာဝင်းထေဇနီးဖြစ်သူဒေါ်ချင်းချင်းတဲဝင်းနဲ့လာသားအရွယ်တမင်းငယ်မတ်ရွှေဝိလွာတို့မိသားစုဝင်၃စလုံးဟာပြည်ကရဲ2024ခုနှစ်နိုဝင်ဘာလရဲ့ညပိုင်းကကနေမြို့နယ်တပုံးကျေးရွာရှိနေအိမ်ထဲမှာလောက်ကျန်တက်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ စကိုင်းတိုင်းရင်မပင်ခရိုင်ကဏီမြို့နယ်ဟာမြို့ပေါ်မှာလွဲ၍ကျွရမြောက်ကိုအန်ဂျီပါတောင်းလို့ခေါ်တဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပါအဖော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကာဖာနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖာတို့ကစုံမထိန်ချုပ်ထားတာဖြစ်ပါတယ်။သို့သောကနေမြို့နယ်ပညာရေးတာဝန်ခံမိသားစုလိုက်လောက်ကျန်ခရီးမှုနဲ့ပတ်သက်ပြီး NUG ပြည်ထောင်ရေးဝန်ကြီးဌာန MOHAI ကယနေ့ချိန်ထိတစုံတရာတာဝန်ခံထုတ်ပြန်ခြင်းမရှိသေးသလိုအမှုမောင်ပေါ်ပေါက်ရန်ဆောင်ရွက်နိုင်ခြင်းလည်းမရှိ၍ဒေသခံများကဝေဖန်လျက်ရှိပါတယ်။ဒေသခံများဟာတရားခံပေါ်ပေါက်ရေးဆောင်ရွက်ပေးရန် ်အမှုတနည်းပြည့်မြောက်သည့်နိုဝင်ဘာ၄ရက်နေ့ကတောင်းဆိုလှူရှားမှုများပြုလုပ်ခဲ့ကြပါတယ်။ဆရာဦးရင်ထေးတို့မိသားစုလှုပ်ချံခရယာမှုနှင့်ပတ်သက်ပြီးအန်ယူဂျီပညာရေးဝန်ကြီးဌာနကတရားမျှတမှုရရှိရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့2024ခုနှစ်နိုဝင်ဘာ၅ရက်နေ့မှာထုတ်ပြန်ခဲ့ဥပါတယ်။အန်ယူဂျီပညာရေးဝန်ကြီးဒေါက်တာစောဝေစိုးကလည်းအမတရားဗမာရက်တပြီးတိုင်ပြည်ကောင်းကျိုးဒေသကောင်းကျိုးအတွက် ကိုကျုံးမဘတ်ပဲဆောင်ရွက်နေသူဆရာနှင့်သူ့ရဲ့မိသားစုအားယခုကတည်းကတရားလက်လို့ရရဆက်ဆက်မတရားတပြက်ခင်ရခြင်းအမှုနှင့်ပတ်သက်၍တည်ဆုံခင်ရသူများအတွက်တရားမျှတမှုရရှိနိုင်ရန်ထိထိရောက်ရောက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဂရုပြုထားပါသည်ယခုဖြစ်ရအပြင်စကိုင်းတိုင်းအတွင်းရှိ energy စိုးမွန်နယ်မြေဖြစ်တဲ့ကောလီမြို့အနောက်ဘက်ချမ်းမာယခုနှစ်ဇန်နဝါရီလအတွင်းက ကောလင်းမြို့နယ်တယံဇတအတွင်းရေးမှူးဥရရိန်ဓမလုတ်ချံတက်ဖြတ်ခံရမှုအပေါင်းဝင်ကမ်ဘလူရဲ့ဂျေပါဖော့ဝက်လက်ယုံအဖွဲ့မှူးစတဲ့လုတ်ချံတက်ဖြတ်ခံရမှုများကိုလည်းယခုချိန်ထိဖော်ထုတ်ရယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အမျိုးသားညွေအစိုးရအန်ယူဂျီကမူပြီးခဲ့တဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်းကနေမြို့နယ်အန်ယူဂျီအုပ်ချုပ်ရေးရင်းနှီးမြှုပ်နှံတောင်းရင်ထမ်းဆောင်ခဲ့သူလူအရေ39အခရီးလိုက်စားမှုများဖြင့်ဖန်စီထိန်ထိန်စစ်စေးလျက်ရှိကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ အရော်မျိုးနယ်မှာတရုတ်တရုတ်ဝင်မရှုံးခဲ့တော်လိုင်းရေးကိုဘာထင်နေလဲစတဲ့ကြွကြသားများနဲ့အတူတံမောင်းနေတဲ့ပိတ်ဆွနှဲခဲ့ပါတယ်။စကိုင်းတိုင်းအရော်မျိုးနယ်မှာယမန်နေ့နိုဝင်ဘာ9ရက်နေ့ည7:00နာရီဝင်းကျင်ကကမိုးကုန်းနဲ့အတူအရာတော်ရှိချောင်းဗရမများမြင်တဲ့အတူတနခါမြင်လဲတူတူရှိချောင်းပြတ်သက်တဲ့အနေဖြင့်တံမောင်းပြီးတပိတ်ဆွနှဲခဲ့ကြပါတယ်။အမရှော့နဲ့မိုးကုတ်ရေအရာတော်လည်းတူတူရှိတယ်။အတင်းထားပါဗရမများမြင် တနခါမြည်လဲတူတူရှိတယ်။ဒုတ်ပြည်သူတွေသွေးမအေးနှွေဦးတော်လည်းရင်တိုက်တိုက်ဝင်မရှုံနဲ့တော်လည်းရင်ကိုဘာထင်နေလဲဒုတ်ပြည်သူကိုဘာထင်နေလဲတပိတ်တပိတ်မှောင်မှောင်တံပုံတံပုံတီတီစစ်ခွေ့စစ်ခွေ့မောင်မောင်အေးတော်ပုံအောင်ရမီစတဲ့ကြွကြွတန်များဖြင့်တပိတ်ဆွနှွေးခဲ့ကြောင်း အရတော်မြို့နယ်လူမှုဦးဆောင်တပိတ်ကော်မတီထံမှသိရပါဗါတယ်။အဆိုပါတပိတ်မှာအရတော်မြို့နယ်လူမှုတပိတ်ဦးဆောင်ကော်မတီဘကတကြောင်းသားဟောင်းများတမိုင်းသစ်စစ်ဘေးကူညီထောက်ပံ့ရေးအဖွဲ့တို့ပါဝင်ခဲ့ပြီးပြည်သူလူထုနဲ့အတူတံမုံသည့်တပိတ်ဆင်နွှဲခဲ့ကြောင်းသိရပါတယ်ရှင်။ဆလဘီနောက်ဆုံးရနိုင်ငံကသတင်းတွေကို PSN News ရဲ့ Wine.2 မခင်လေးစုံကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါရှင်။ အခုချိန်ကစပြီး BSN News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ပြုံရမ်းမှာမြောက်ကိုရီးယားနဲ့ရုရှားစစ်ဖက်အရာရှိတွေရဲ့ပူးပေါင်းဆောင်ရွက်မှုထပ်မံဆွေးနွေးတဲ့သတင်းကိုတင်ပြပေးပါမယ်။မြောက်ကိုရီးယားနဲ့ရုရှားအကြီးတန်းစစ်ဖက်အရာရှိတွေဟာအခုရက်သတ္တပတ်အတွင်းကပြုံရမ်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေမှာပူးပေါင်းဆောင်ရွက်မှုပုံမှုခိုင်မာစေဖို့ဆွေးနွေးခဲ့ကြတယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်းမီဒီယာကတောက်ကြနေမှာဖော်ပြခဲ့ပါတယ်။အဆိုပါဖော်ပြချက်အရအဲ့ဒီနှစ်နိုင်ငံဟာရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါတယ်။မြောက်ကိုရီးယားမှာ ရုရှားကိုစစ်တပ်တွေထပ်မံဆေးလွတ်ဖို့ပြင်ဆင်မှုတွေအဖြစ်စစ်သားစုဆောင်ရေးနဲ့လေ့ကျင့်ရေးလှုပ်ရှားမှုပုံစံတွေကိုတွေ့ကြရကြောင်းတောင်ကိုရီးယားထောင်လိုင်းရေးအေဂျင်စီကလွှတ်တော်အမတ်တွေကိုလျှို့ဝှက်ရှင်းလင်းတင်ပြခဲ့ပြီးရပိုင်းအကြာမှာတော့အဲ့လိုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA က ိုရီးယားပြည်သူတပ်မတော်ရဲ့အထွေထွေနိုင်ငံရေးဖြူတို့ဒုတိယညွှန်ကြားရေးမှူးပက်ကယုံအီဦးဆောင်တဲ့မြောက်ကိုရီးယားအရာရှိတွေဟာရုရှားကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဖစ်တာဂိုရန်မီဂင်ဦးဆောင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ဗုဒ္ဓဦးနေ့ကဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့လက်အောက်မှာတိုးတက်လာတဲ့နှစ်နိုင်ငံဆက်ဆံရေးနဲ့အညီပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရေးကိုဆွေးနွေးခဲ့တယ်လို့ KCNA ကပြောကြားခဲ့ပြီးသဘောတူညီချက်တွေကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ ကိုရမီဂင်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာမြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးနိုကွမ်ချိုနဲ့လည်းကြာတာပရင်းတွေကတီးခြားတွေ့ဆုံခဲ့တယ်လို့ KCNA ကဆိုထားပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားအရာရှိတွေဟာရုရှားကိုမြောက်ကိုရီးယားစစ်တပ်တွေထပ်မံဆေးလွတ်နိုင်ရေးကိုဆွေးနွေးခဲ့ခြင်းရှိမရှိမေးမြန်းတဲ့အခါမှာတော့တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူချန်ယွန်ဂျောင်းကဆိုဟာအခြေအနေကိုအနည်းငယ်စောင့်ကြည့်နေပေမဲ့ထင်မြင်ချက်တွေပြီးမှမဟုတ်ကြောင်းတော့ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ရုရှားရဲ့အဆိုပါအစည်းအဝေးတွေမှာအမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hadfield ကပြီးခဲ့တဲ့အင်္ဂါနေ့ကမဟာမိတ်နှစ်နိုင်ငံကြားနှစ်ပတ်လည်လုံခြုံရေးဆွေးနွေးပွဲတွေအတွက်တောင်ကိုရီးယားကိုသွားရောက်ခဲ့ပါသေးတယ်။အဲ့လိုသွားရောက်ဆင်မှာနျူကလ িয়ার လက်နက်ပိုင်းနဲ့မြောက်ကိုရီးယားရဲ့ချင်းချောက်မှုတွေနဲ့တခြားသောဒေသရင်းရိုက်ခတ်မှုတွေကြားကပဲတောင်ကိုရီးယားရဲ့စီးရီးအုံစိမြင့်တင်ရေးအစီအစဉ်တွေကိုချီးကျူးခဲ့ပြီးရပိုင်းအကြာမှာရုရှားနဲ့မြောက်ကိုရီးယားဆက်လက်ပူးပေါင်းနေမှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာပြီးခဲ့တဲ့နှစ်ခရဲကရုရှားကိုစစ်တီတပေါင်းခွဲလောက်ဈေးလွှတ်ခဲ့ပြီး မော်စကိုရဲ့ယူကရိန်းစစ်ပွဲကိုအထောက်အကူပြုဖို့အတွက်အမြောက်ဒေးနဲ့ပဲထိန်ထုံးကြီးတဲ့အပါအဝင်စစ်ဖက်သုံးပစ္စည်းအမြောက်များကိုလည်းထောက်ပံ့ခဲ့ပါတယ်။ဒါအပြင်မြောက်ကိုရီးယားခေါင်းဆောင်ကင်မှာရုရှားရဲ့ Kars Data ကိုစစ်ဖက်ဆိုင်ရာစောက်လုပ်ရေးလုပ်သားတွေနဲ့မိုင်းရှင်းအဖွဲ့ဝင်ထောင်ပေါင်းများစွာကိုလည်းစေလွှတ်ဖို့သဘောတူညီခဲ့တယ်လို့တောင်ကိုရီးယားကဆိုထားပါတယ်။အခြေခံအဆောက်အုံပြန်လည်တည်ဆောက်ရေးစီမံကိန်းဒီမှာတာဝန်ပေးအပ်နိုင်မှုအတွက်မြန်ကိုရီးယားစစ်ဖက်ဆောက်လုပ်ရေးတပ်ဖွဲ့ဝင်9000လောက်ဟာစက်တင်ဘာလတည်းကရုရှားကို အဆင့်လိုက်ရွှေ့ပြောင်းနေကြောင်းကိုလည်းတောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနကပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတရုတ်ရဲ့လေယာဉ်တင်သင်းမော်ဖူဂျန်နဲ့ပစိဖိတ်သမုတ်တရားမှာဩဇာချဲ့ထွင်မှုရွေနေရဲဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။တရုတ်နိုင်ငံရဲ့လေယာဉ်တင်သင်းမော်နှစ်ဆင့်ကိုပစိဖိတ်သမုတ်တရားမှာပထမဆုံးအကြိမ်အဖြစ် တပြိုင်နက်စီရေးလေ့ကျင့်နေတာကိုတွေ့ရှိရခြင်းဟာတရုတ်တို့ရဲ့အနယ်ချဲ့လို့တဲ့ UN ချက်နဲ့ပတ်သက်တဲ့နိုင်ငံရေးသတင်းစကားကိုပေးပို့ခြင်းဖြစ်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Wellington Khoo ကဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ပါတယ်။တရုတ်လေရင်တင်တင်မော်တွေပေါ်ထွက်လာတာဟာသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုနိုင်ငံနဲ့နမိတ်ကျော်လွန်ပြီးထက်မှန်ချက်ထွဲမှုတရုတ်ရဲ့ရွေချက်ကိုဖော်ပြနေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးကယမန်နေ့ကပြောဆိုခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဝလန်ဒန်ခူးကထိုင်ဝမ်တပ်မတော်အနေနဲ့အဆိုပါလေရင်တင်တင်မော်တွေရဲ့လှုပ်ရှားမှုတွေကိုအပြည့်အဝနားလည်သဘောပေါက်ထားတယ်လို့ပြောကြားခဲ့တာပါ။ ပထမကျွန်းတန်းကနေဒုတိယကျွန်းတန်းစီကိုဖြတ်ကျော်သွားတာဟာနိုင်ငံရေးသတင်းစကားကိုအတိအကျပေးပို့တာဖြစ်ပြီးသူတို့ရဲ့နေချက်သဘောတဘာဝကိုမြင်တွေ့နိုင်ပါတယ်လို့ Wellington ခုကတိုက်ပေမျိုးမှာရှိတဲ့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ပထမကျွန်းတန်းဆိုတာကတော့ဂျပန်ကနေထိုင်ဝမ်ဖိလစ်ပိုင်နဲ့ဘော်နီယိုအထိကျယ်ပြန့်တဲ့ area ကိုရင်းညွှန်းပြီးဒုတိယကျွန်းတန်းကတော့ American Mine Guam ကျွန်းကဲ့သို့သောနေရာတွေအထိ Pacific သမုဒ္ဒရာအတွင်းပုံမှုကျယ်ပြန့်စွာပြန့်နှံ့နေတာပါ။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမောင်နှင်ကတော့ သူတို့ရဲ့ကံယူရန်ကဝေးကွာနေတဲ့နေရာတွေမှာလှုပ်ရှားနေတဲ့လေရင်တင်သင်းမောစစ်စင်ရေးတွေဟာနိုင်ငံတကာနိုင်ငံဒါမှမဟုတ်ဒေသတွေကိုပြစ်မှတ်ထားတာမျိုးမဟုတ်ပဲပုံမှန်လေ့ကျင့်မှုတရက်သားဖြစ်တယ်လို့အင်္ဂါနေ့ကပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံကသူ့ရဲ့နေမြေဖြစ်သတ်မှတ်ထားတဲ့ထိုင်ဝမ်ဟာတရုတ်ကကျွန်းတဝိုက်မှာပုံမှန်ပြုလုပ်နေတဲ့စီးရေးလေ့ကျင့်မှုတွေနဲ့စစ်ပွဲပုံစံလေ့ကျင့်မှုတွေကြောင့်တရုတ်စစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်လေရှိတယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ Airbus နဲ့ ထိုင်းလီချောင်းဆက်မှုလုပ်ငန်းတို့ပူးပေါင်းဆောင်ရွက်မှုတက်တန်းတိုးမယ်ဆိုတဲ့သတင်းကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။ Airbus နဲ့ထိုင်းတော်ဝင်လီဒက်လက်အောက်မှာရှိတဲ့နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ထိုင်းလေကြောင်းဆက်မှုလုပ်ငန်း TAI နဲ့ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုနိုဝင်ဘာလ10ရက်နေ့မှာတက်တန်းတိုးမှာဖြစ်တဲ့အကြောင်းကုမ္ပဏီအမှုဆောင်တွေကပြောကြားခဲ့ပါတယ်။ Airbus ဟာထိုင်းနိုင်ငံရဲ့ကာကွယ်ရေးလုံခြုံရေးနဲ့သဘာဝဘေးအနေနဲ့တုံ့ပြန်ရေးစွမ်းရည်တွေကိုအထောက်အကူပြုဖို့အတွက်လေယာဉ်တွေနဲ့ရဟတ်ယာဉ်တွေပို့မှုရောင်းချဖို့ရည်ရွယ်ထားပါတယ်။ Airbus နဲ့ DAI တို့ဟာ2019ခုနှစ်မှာအစိုးရရဲ့ဟက်ယင်အုပ်စုတွေအတွက်ရောင်းချပြီးတဲ့နောက်ဝန်ဆောင်မှုပေးခြင်းနဲ့စတင်ခဲ့တာဖြစ်ပါတယ် TAI ဟာထိုင်းလက်နက်ကိုင်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့အတွက်အဓိကဝန်ဆောင်မှုပေးတဲ့ဖွဲ့စည်းလည်းဖြစ်ပါတယ်လက်ရှိမှာထိုင်းနိုင်ငံမှာ Airbus ကုန်သွယ်ရေးလေယာဉ်အဆင့်140ထိုင်းအစိုးရအသုံးပြုနေတဲ့ရက်ဖက်နဲ့စစ်ဖက်ရဟတ်ရဲ့အဆင့်80 မြို့သားအေဂျင်စီတွေနဲ့လက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွေမှာအုံပြုနေတဲ့ Airbus စစ်တပ်တဲယူပို့ဆောင်ရေးလေယာဉ်အစင်း15စင်းကျော်ရှိနေတယ်လို့သိရပါဗျ။ Airbus အမှုဆောင်တွေဟာလာမယ့်အပတ် Impact 1ထုံတနီမှာရှိတဲ့ကာကွယ်ရေးနဲ့လုံခြုံရေးပြပွဲမှာပြသမယ့်လေယာဉ်အစ်စ်တွေရဟတ်ယာဉ်တွေနဲ့ drone တချို့ကိုမီးမောင်းထိုးပြခဲ့ပြီးထိုင်းနိုင်ငံကိုရောင်းချနိုင်မှုမျှော်လင့်လျက်ရှိနေတယ်လို့လည်းသိရပါဗျ။ ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအောက်ပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။